က်ထွက်နေရေပေါ့နော်အဲ့လိုမျိုးဆိုတော့ပိန်ကျင်တာပေါ့မင်းကြီးဆိုတော့လှကျင်တာပေါ့နော်လှကျင်တဲ့အခါကျတော့အဓိကအဲ့လိုဝိတ်ချကျင်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့ထပ်ပြီးနဲ့တွေ့ပါတာပေါ့နော်အဲ့တော့အရင်စင်ပြီးပါဟုတ်ဒါအဓိကတော့ဆိုဒီဘာဘီရဲ့ဝိတ်စထရိန်နာလေးဆိုဝိတ်ဖြစ်တယ်ပေါ့နော်ဟုတ်တဲ့အခါမှာအရင်ဝိတ်တွေလည်းကျသွားတယ် တနေ့ကတော့၈နာရီဝေးရတာပေါ့၈နာရီဝေးပြီးတဲ့အချိန်မှာအတလအတွင်းကိုတည်တည်တံ့တံ့ဟိုအဲခါဆိုင်ကအသုံးနှမနေငါလာမှကြာတာเนาะအဲ့တော့ကိုကိုကလည်း confidence ရှိလာတယ်အဲ့အတွက်အဲကာဗီရှိုက်ဖို့ကြည့်ပါဖြစ်လာတော့ပေါ့ တန်းလောက်ပြေးနေတာဆိုလို့ရှိရင်တော့အဓိကဝိတ်ချမယ်ဆိုရှင်သူက weight လဲကျစီရယ်ပြီးတော့ခါ size ဆိုလို့ရှိရင်လည်းတေးသွားတယ်ဘိုက်လဲချက်တယ်ပေါ့နော်ဘိုက်လဲချက်တယ်ဆိုတော့ဘာဖြစ်ဟိုမင်းကလေးကြီးကြတော့ကိုကိုကိုယုံယုံကြည်မှုရှိဖို့လိုတယ်လေ confidence အပြည့်ရှိဖို့ကြာအစစို့အဲဝါရောင်းဆိုလို့ရှိရင်လည်းမျိုး weight strain ကနေဝတ်တဲ့အခါကျတော့အခုဆို confidence အပြည့်နဲ့အစပွဲစုံနိုင်တယ်ပေါ့နော်အရန်ဆိုတော့အဲ recommend ပေးပါတယ်အကုန်လုံး try ကြည့်ပါဘူးမတွေ့ခင်တော့ချုပ်တင်းရတာပေါ့ဆိုလို့အစားရှောင်ရတာလည်းရှိရဲ့ အာရှော့စားရတာတွေရှိရပါတော့။ကာဖီနဲ့ကြတော့သူက၈နာရီလောက်ဝတ်ထားလို့ရှိရင်သူ့လိုလိုဝိတ်ကျပြီလား၊ဝိတ်လည်းချပြီလားဖြစ်တယ်။ခါလည်းသိပြီလားဖြစ်တယ်ဆိုတော့ကျွန်တော်အရင်စဉ်းစားပါတယ်။ဒီနေ့ကာဖီရိုက်ခွင့်လေးကဒါအဓိကတော့ဆိုဒီကာဖီရဲ့ဝိတ်စထရိုင်းလေးကိုဆိုဝတ်ဖြစ်တယ်ပေါ့နော်။ဝတ်တဲ့အခါမှာအရင်ဝိတ်တွေလည်းကျသွားတယ်။ ဲတနေ့တော့၈နာရီဝေးရတာပေါ့၈နာရီဝေးပြီးတဲ့အချိန်မှာအဲတစ်လအတွင်းကိုတိတိတသားဟိုအဲခါဆိုင်ကအသုံးလမနေငါးလမကြာတာเนาะအဲ့တော့ကိုကိုလည်း confidence ရှိလာတယ်အဲ့အတွက်အဲကာဗီရိုက်ဖို့ထိပါဖြစ်လာတော့ပေါ့အဲအဓိကဂျူးပေါ့နော်အဲဂျူးနဲ့ခင်နေတဲ့အခါကျတော့ဒီကာဗီလေးကို join ချင်တယ်ဆိုပြီးတော့ join ဖြစ်တာပေါ့ဒါမှဆိုဆိုလို့ရှိရင်တက်တက်ကိုချုပ်ပြရတယ်ဆိုတော့ဟိုဆိုရဲဟိုခါဆိုင်နဲ့ ဟိုဒီအရက်နဲ့တေချာလေးချုပ်ပြီးသားတော့တောတောင်တတဖြစ်ပါတယ်တောတောင်အခုတော့မှအာတောတောင်တတလည်းဖြစ်တယ်ပြီးတော့လှလည်းလှတော့ဆိုဒီဒီနေ့ရှိုးဆိုမှာတော့ဂါဘီလေးအပေါ်နေဝတ်ပြီးတော့ဆိုမှာ waist trainer လေးကို join ဖြစ်ပါတယ်ဟုတ်လား ရှင်းလုပ်ပေးချင်တာဆိုလို့ရှင်တော့အဓိကဝိတ်ချမယ်ဆိုရှင်တော့ဝိတ်လည်းကျစီရယ်ပြီးတော့ခါဆိုက်ဆိုလို့ရှင်လည်းတေးသွားတယ်ဘိုက်လည်းချက်တယ်ပေါ့နော်ဘိုက်လည်းချက်တယ်ဆိုတော့ဘာဖြစ်ဟိုမင်းကလေးကြီးကြတော့ကိုကိုကိုယုံယုံကြည်မှုရှိဖို့လိုတယ်လေ confidence အပြည့်ရှိဖို့ကြာအခုဆိုအဲဝါရောဆိုလို့ရှင်လိုမျိုး waist trainer လေးဝတ်တဲ့အခါကျတော့အခုဆို confidence အပြည့်နဲ့အခုဝိတ်ဆိုးနိုင်နေပေါ့နော်အရန်ဆိုတော့အဲ recommend ပေးပါတယ်အကုန်လုံး try ကြည့်ပါဘယ်နော်ဘုံကခါးပြီးကြောင်းလည်းပါတာပေါ့ ဘဝရလို့ပြောကြရဲအကုန်လုံးဘဝရဗိုက်ထွက်နေရဲပေါ့နော်အဲ့လိုမျိုးဆိုတော့ပိန်ကျင်တာပေါ့မင်းကြီးဆိုတော့လှကျင်တာပေါ့နော်လှကျင်တဲ့အခါကျတော့အဓိကအဲ့လိုဝေးချကျင်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့ထပ်ပြီးနဲ့တွေ့သွားတာပေါ့နော်အဲ့တော့အရင်စင်ပြီးသားဟာကိုကမတွေ့ခင်တော့ချုပ်တင်းရတာပေါ့ဆိုအဲ့လိုအစားရှောင်ရတာလည်းရှိရဲအာရှော့စားရတာလည်းရှိရဲပေါ့နော်ခါပြီးနဲ့ကျတော့သူက၈နာရီလောက်ဝတ်ထားလို့ရှိရင်သူ့လိုလိုဝိတ်ချပြီးလားဝိတ်လည်းချပြီးလားဖြစ်တယ်ခါလည်းတည်ပြီးလားဖြစ်တယ်ဆိုတော့ကျွန်တော်အရင်စင်ပြီးသားဒါဒီကူးကြောင့်ပေါ့ဆို အဲတော်တော်များတော့အစောတော်တော်များတော့ဖြစ်နေရအောင်ဆိုနိုင်ရင်နောက်ပြန်ကြတဲ့ယောဂဖြစ်တာအဲဟာနေပြီးလေဘင်းမှဒီလိုကြီးသွားပိတ်နေတာပေါ့ပိတ်နေတဲ့အခါကျတော့စီးလေးတောက်လိုက်အဲပွဲဆိုရင်တော့ထွက်ထွက်လာအတန်းအတန်းသူသွားသူထွက်ထွက်လာဆိုတော့ကန်ကန်တော့ကောင်းတာပေါ့နော်ပွဲဆိုကန်နီးဆိုရင်အတန်းထွက်လာတယ်ဒီတိုင်းမနေ့ပိုင်းဆိုလို့ရှိရင်စီးတောက်စီးတောက်ပြီးတော့အဲလိုညနေပိုင်းပွဲတွေကတော့ညနေပိုင်းမှာဆိုတာဆီးတောက်ပြီးတော့ညနေပိုင်းဆိုပြန်ကောင်းသွားတယ်အဲလိုဖြစ်နေအဲခုလာတော့ရှင်းလာတော့ရှိပြီဒါပေမဲ့တက်တာလိုက်ပွဲစက်တိုက်ဆိုလိုက်လို့ရှိရင်ဆိုပြန်ပြန်ပြီးတော့အဲလို ပြန်ခံရလိုက်လို့ဖြစ်တယ်ပေါ့အဲအထက်ကအအတန်နဲ့ပတ်သက်ပြီးတော့ဥစားအဲ့လိုမျိုးအတန်ပထမအတန်အိုးထိတယ်အတန်အိုးထိအကြောင်းစုခဏခဏပွဲရိတ်ဆိုတော့လေဇတိုက်ဆိုတဲ့အခါကျတော့အတန်အိုးတော့ထိရပါတော့ဒီထဲမှာသွားပြီးပိတ်နေတဲ့ဟာကိုတွန်းပြီးဆိုတဲ့အခါကျအတန်အိုးပထမတစ်ခေါက်ရအောင်အခုထပ်ရအောင်ပွဲရမ်းများသွားတဲ့အခါကျတော့အခုဟိုတလခွဲတလခွဲနှစ်လနေပါရှိရှိပြီးတော့ ဇက်ကိုက်ပွဲတွေဖြစ်နေတဲ့ခါကျတော့အဲ့လိုမျိုးဆိုရင်တော့ဒီဟာကိုဒီပိတ်နေတဲ့နေရာမှာတွန်းဆိုတော့အတန်ထိအခုနောက်တစ်ခေါက်ပြန်ကုတာနောက်တစ်ခေါက်ပြန်ကုတာမှာမှအဲ့လိုသူအစာအိမ်အစာအိမ်နဲ့ပါဆိုင်နေရပါတော့အဲ့လိုအစာအိမ်အတွက်ပိုးပါတက်နေတာသူအဲ့ရနေတက်လာတဲ့ gas ကနေလေကြောင်းပြန်ထိရတော့ပါအဲ့လိုနှစ်ခုဆက်နေတာဆိုအဲ့ဒါလေးဆက်ကုအမေကတော့သူနားဖို့ပြောသူကအဲ့လိုအဲ့လိုလူမျိုးဖြစ်နေတာအရန်အလုံးလုံးကမနေနိုင်ဘူးဖြစ်နေတာ ဘယ်ရနောင်းနောင်းလာပြောအခုတော့နည်းနည်းလေးချားပြီးတော့လက်ခံဖြစ်တယ်ဟုတ်အဲ့လိုလုံးဝပျောက်သွားတာတော့မဟုတ်ဘူးသူအခုကဘယ်ကန်ထုတ်သုံးလို့လာပေါ့ Fossilo Nose ပျောက်သွားတာ Fossilo Nose ပျောက်တယ်ဆိုတော့ဆက်ဆက်ဆက်ပြန်ထွက်လာထွက်လာတဲ့အချိန်မှာဆိုလို့ရတယ်ပေါ့အဲ့လိုဆိုတော့အဲ့ဟာလေးတချို့ရာလဲတလားအဲတနှစ်လောက်နေမှပျောက်တဲ့သူရှိတယ်သူအဲ့လိုနှာခေါင်းဖျန်းနေဆေးလို့နှာခေါင်းဆေးရတာတော့အဲ့ဒါကြီးမျိုးစုံပြီးတော့ဆေးတောက်တောက်ဆေးနေရောထိမ့်ရတာရှိတယ်အဓိကကျတော့ဘာလို့ကြာနေလဲဆိုတော့အဲ့ကွဲဆိုတာရန် အကွဲဆိုတာများတဲ့အတွက်ကြောင့်မလို့တော်တော်ကြာနေတာသူပျောက်မယ်ကြံလိုက်ဒီနာပိတ်တာကိုတောဆိုလိုက်လေကြာပြန်ချက်လိုက်လို့ဖြစ်နေအမေရလားအဲ့လိုတော့မဆိုပါဘူးသူသူသမီးကြောင့်သူပြီးလုံးလုံးဟာမနေနိုင်ဘူးဆိုတော့အမေစုဒီအဲဒါမဲ့နောက်နောက်ထပ်နှစ်နာလောက်ပြီးရင်တော့ပွဲတွေအခုတောက်လျှောက်ရှိနေတာဆိုတော့နှစ်နာလောက်ပြီးတော့တနှစ်ပတ်လောက်တော့နားဖို့လောက်ထားတယ်အဲဒီကြားထဲမှာအလုပ်လက်မခံဘူးဆိုတော့အဲ့လိုနားဖို့ဆရာဝန်ကလည်းတိုက်တွန်းထားတယ်အကြံပေးထားတယ်ဆိုတော့ဒီဇင်မှာလောက်ကုန်ထီတော့ လကုန်တီနဲ့ဇန်နဝါရီလစန်းကြီးတော်ဆိုလက်ခံထားသေးတယ်အဲ့ဒါပြေအောင်ဆိုနှစ်ပတ်ခဏနားမဟုတ်ညရနေပြီးတော့အဲ့အရာကိုဆက်ပြီးတော့တေချာမနာအောင်ဆိုလို့ရှိရင်တော့ခွဲရနိုင်တယ်ခွဲရနိုင်တယ်ပထမတစ်ခါလည်းခွဲရနိုင်တာဖြစ်ပြီးခုတော့ဆေးနဲ့ထိန်းထားတာဆေးနဲ့ထိန်းထားဆိုဒီဟာလေးကိုတေချာကယူဆိုင်ပြီးတော့နှာခေါင်းဆေးရတေချာလုံးမဲ့နှာခေါင်းနှိမ့်စင်ချမ်းအောင်လည်းအဲဆေးတောက်အောင်ပြီးတော့အဲ့ဒီလိုမျိုးလုံးဝအပြည့်အဝနှစ်ပတ်နားလိုက်ပြီးတော့စကားအရင်ပြောဆိုနေရအောင်ပါအရင်ပြောပါမယ်ဟိုဘာဖြစ်ရအောင်ဆိုလဲမင်းကလေးတူရဲ့ဟို ်အင်္ဂလိပ်တူကောမဆိုပရိသတ်တွေပေါ့နော်မြင်းစိတ်တက်ခွန်အားပေးခြင်းနဲ့ဒူပေါ့နော်အဲ့လိုဆိုတော့အားပေးကြချစ်ပေးကြဆိုတာနဲ့ကျေးဇူးရိုက်တော့ပါတယ်အဲ့တော့ဂျော်နီဂျွန်ဂျော်နီဂျွန်ချိန်တွေချိန်ပေးလိုက်အဲနည်းနည်းဒီနေ့ fashion အလန်းလေးလို့မျိုးဆိုတော့နင်းနင်းလေးလက်ခံတော့ဆိုကြိုက်တာလို့ဒါပေမဲ့ဒီဟာလေးဘလို့လှလှသွားမလဲအဲ့လိုတော့တစ်ခါလေကြာတော့တိုင်မင်ဖြစ်တော့ဒါလေးဆိုပိုကောင်းမလားလို့တိုင်မင်ဖြစ်တယ်ဒါပေမဲ့များသောအားဖြင့်တော့ stylist နဲ့ make up ဆရာနဲ့အတူတူတိုင်မင်ပြီးတော့လုပ်လုပ်ကြတာပိုများပါလား ်ရှင်းရအရင်ကြီးများအဲ့ဒါတော့ကြီးများတော့အဲ့ဒါတော့အဲ့ဒါတော့ငွေလေးရကြီးများစဆိုလို့တော့ကျင်းအစ်စ်ကအောင်စခုဒီဟာအတန်ကုပြီးသွားရင်တော့ဒီနောက်ထပ်အဲနှစ်ပုတ်လောက်ထပ်ပြီးတော့ဆိုးဖို့ရှိပြီးရထပ်ထပ်အစိုးချစ်ပြီးတော့အားပေးကြရတဲ့ဝန်ရံကြရတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။လှရလို့ပြောပေးကြတဲ့သူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ဆက်ပြီးအားပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်။